Hello မမနွေဦးရဲ့လက်သက်ဆက်ရှင်လေးတို့ရေမင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ရှင်လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စကားကိုလွယ်လွယ်မပြောနဲ့ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ရှင်လေးတို့လည်းပုံမြင်လေးနှာထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးဆက်လိုက်ကြမယ်စကားကိုလွယ်လွယ်မပြောနဲ့ ရှိရှိတော့ကပြင်ကြီးတပါးဟာတိုင်းရင်းပြည်ကိစ္စအတွက်နိုင်ရေးဝန်ကြီးနဲ့ရေးတကြီးဆွေးနွေးရန်အရန်ဤတဲ့ညတညမှာအိတ်ဆောင်ကနေနန်းတော်ထဲကိုဝင်လာခဲ့တယ်။ပြင်ကြီးနန်းတော်ထဲကိုလာခဲ့စဉ်မှာအဝတ်ပပလေးဝတ်ထားတဲ့မတက်ရက်နေတဲ့အဖိုးအိုကင်းဆောင်တမကိုတွားတွေ့တယ်။ထိုအခါပြင်ကြီးကအဖိုးနာကပ်ပြီးခုလိုမေးလိုက်တယ်။အဖိုးအဖိုးကအေးတယ်မခံရဘူးလား။မအေးဘူးလား။ လို့မေးလိုက်တော့အဖိုးကခုလိုပြန်ဖြေတယ်။အရှင်မင်းကြီးအရန်အိပ်ပင်မဲ့လဲဝိစရာအနှွေးတယ်ကျွန်တော်မှမရှိပါဘူး။ဒါကြောင့်ကျွန်တော်အဖိုးအေးဒံကိုခံနေရုံမှ အပတခြားလုံးမြောက်စရာနီလန်းမရှိဘူး။ဟုတ်တော့အဖိုးအိုရဲ့စကားကိုကြားတော့ဘင်းကြီးလဲစင်မကောင်းဖြစ်သွားတာပေါ့။ဒါကြောင့်ဘင်းကြီးကခုလိုမိတ်တယ်။ကောင်းပြီအဖိုးကျွန်တော်ယခုနောက်တော်တဲ့သွားပြီးအစီကံတယောက်ကိုအဖိုးအတွက်အနှွေးတယ်ပြီးခန့်လိုက်မယ်။ဆိုပြီးမိတ်လေတယ် ကင်းသမားအဖိုးအိုဟာဘယင်ကြီးရဲ့စကားကိုကြားတဲ့အခါအတိုင်းမသိဝမ်းသာသွားတာပေါ့ဒါပေမဲ့ဘယင်ကြီးဟာနန်းတော်တွေကိုရောက်ပြီးတဲ့အခါမိမိရဲ့ဂတိစကားကိုမေ့သွားပြီးနိုင်ရင်ဝင်ကြီးနဲ့တိုင်းရည်ပြည်ဆွေနွေရင်အချိန်လွန်သွားလေတယ်မနက်လင်းတော့ကင်းသမားအဖိုးအိုသိဆုံးနေတာကိုစိတ်မကောင်းဖွယ်တွေ့ရလေတယ်အဖိုးအိုရဲ့အလောင်းပေးနာမှာတော့အဖိုးအိုကိုတိုင်းတုံရင်နေတဲ့လက်တွေနဲ့ရေးထားတဲ့စာတစောင်ကိုအဖိုးအိုကထားခဲ့တယ် စာထဲမှာရေးထားတာက ကျွန်တော်ဟာနေစဉ်နေတိုင်းအေးဒဏ်ခံရင်းကြောက်ဖြတ်ခဲ့တယ်။သို့တော့ဘီရင်ကြီးကျွန်တော်ကိုအနှွေးထွက်ပေးမယ်ဆိုတဲ့ကတိစကားကြောင့်ကျွန်တော်ရဲ့အေးဒဏ်ခံနိုင်စွမ်းကိုယုတ်သိမ်းမိပြီးနောက်ဆုံးကျွန်တော်သိစေတဲ့အထိအဲ့ဒီအေးဒဏ်ကကြီးစုသွားတယ်။ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်။မမနွေဦးရဲ့လေသက်ဆိုင်လေးတို့ဒီပုံမြင်လေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့ရပ်ဖန်ရန်ခါမိမိရဲ့ ပေါ်ပြပြကတိစကားတွေဟာမမိထင်သားတိထက်ပို့ပြီးသူတပားကိုဒုက္ခရောက်စေနိုင်တယ်ဆိုတာတတိပြုမိရမယ်။ဒါကြောင့်ကတိစကားလိုမျိုးစကားတွေကိုလွယ်လွယ်နဲ့မပြောသင့်ဘူး။ပိပိတာကတိရှိရင်လည်းထိုကတိကိုမဖြတ်သင့်ဘူး။ကိုယ့်ရဲ့ကတိစကားဟာမိတို့မိဖို့ထိခိုက်နစ်နာစေနိုင်တယ်ဆိုတာကိုကိုရင်ကမသိနိုင်လို့ပဲဖြစ်တယ်။ဒါကြောင့်ကတိစကားမျိုးကိုလွယ်လွယ်မပြောသင့်ဘူး။ အဲ့ဒီတော့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းဒီပုံမြင်လေးစီကနေသင်ငန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းအနာဂတ်မှာ အကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတို့လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့လှပတဲ့ဆန်ရှိုင်းလေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေစုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမဲ့ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့ ຫນွေ ઉસ ສະຕໍຣີຊັນເນກນີ້ນິເຊນຍະມາສະນໍຈັ່ງຍະນີ້9ນາທີໃດມາຕິດສັດໄປແລ້ວຊິບາໄດ້နောက်ထပ်ပုံမြင်အစ်စ်တွေတင်ဖို့ရာမမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောက်ဆိုပါရနော်ပြန်ဆောင်ကြမယ်နော်